2025ခုနှစ်လွန်ပါလ22ရက်စီရီနီမနက်ကိုနဂရုံကြီးဖျားခင်တာတက်ရောက်လာတဲ့ကျွန်တော်တင်ပြခန်းစားပြီးတိတဲ့ကလာသွားလာခြင်းလည်းမဲ့ခွင့်ရအတွက်ပြစီပြဖြစ်ရှင်နမှာပုံကြည်ပါစီတော့ကလချီကိုရှေးစွာရေတော့မစွေနှစ်ဆအရွယ်ဒီဂရီပါဝင်ကျွန်တော်ကျမတက်ရှင်ကရ326ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကောင်းကြီးတော့26ကိုဘလို့တုံးပြုကလေးပြန်ပြောင်းဆန်းစစ်ပြီးစဉ်းစားဆင်ခြင်နှုံသွင်းစီခြင်းပါတယ်။ချက်ရှိသေးတာတော့မတက်ပန်နေစာပဲနှစ်ကုန်ဒီ39ရက်ပဲကြာပါတော့တယ်။ချက်ရှိတဲ့39ရက်ကိုလည်း ကာလာချွန်ကောင်းဆိုရွေးနှုတ်ပြီးသွားလာခြင်းလည်းပို့လို့မှာခြေဥစွာတိုက်တော်နှုတ်ဆော်ပြန်စီဒီကနေ့ my blessed morning အစီအစဉ်အဓိကခြေပြီးမဲ့ chance ကတော့တမန်ရဆိုရင်ဒုတိယစာဆောင်အခန်းကြီး၁၈အပိုက်ငယ်၃ဖြစ်ပါတယ်၂၈အပိုက်ငယ်၃လူများတို့ကလည်းကိုတော်တိုင်ကြွတော်မူပါနဲ့ကျွန်တော်တို့ပြီးတော်လဲသူတို့သည်အမှုမထားကြပါကျွန်တော်တို့တဝက်သေးတော်လဲသူတို့သည် အမှုမထားကြပါကိုရောမူကကျွန်တော်တို့တပေါင်းထက်မြတ်တော်မူ၏နှုတ်ကတော်သည်အသက်ရှင်သောအဖြစ်တိုင်းကြောင့်တော်မှဖျားကင်းသည်အသက်တပတ်ပြလိုက်ကောင်းချီးပေးပါစေသောအာမင်ပြီးခဲ့တဲ့အင်္ဂါအဘရောပြီးခဲ့တဲ့ဂျာဗရီနေမှာဝင်ခရိုင်အဆက်ပေါ်လေအပရှင်လုံးတာဝဲသားရင်မှာတာဝဲကိုနမ်းချ နန်းတော်လာလောက်ကျန်တာဗောလေအဲဒါဝိထွက်ပြရတယ်ဟောဒီကြိမှာတော့ပြန်လဲတုတ်ပြန်ဖို့အတွက်စစ်ပွဲရင်ဆိုင်ဖို့ဖြစ်လာတယ်အဲ့ဒီမှာအခန်းကြီး၁၈ခုနဖတ်ကြတာပိုက်ငယ်၃ပါပိုက်ငယ်၁နှစ်ကိုခြုံငုံဖတ်လိုက်ရင်ဒါဝိကသူ့မှာရှိလူတွေရေတွက်ပြီးတော့တထောင်အုပ်တရာအုပ်ခံထားတယ်ခံတယ်ပဲအဲ့လူတွေထဲမှာမှာ၃စုခွဲလိုက်တယ်၃စုတစုကိုဗိုလ်ချုပ်ရွာပါလက်ထက်မှာနောက်၃စုတစုကို ရွာပိုင်းကြီးအဘိရှက်လက်ထဲမှာနောက်ဆုံးကြံခဲ့တဲ့သုံးစုစုကိုတော့နော်အိတ်တဲလက်ထဲမှာထည့်ပြီးတော့ငါကိုယ်တိုင်ခြီသွားမယ်လို့ပြောပါတယ်တပည့်ဣသေလပိတ်သက်တီကသူ့ရဲ့စစ်သားတွေကအဲ့စကားကိုသဘောမကျဘူးကိုယ်တိုင်မကြွပါနဲ့အခုရှိတဲ့မြို့မှာပဲနေပါ မြို့တွေကနေပဲမဆိုင်ပို့ပြောကောင်းပါလိမ့်မယ်နောက်တန်းမှာပဲနေခဲ့ပေါ့ရှေ့တန်းလိုက်ဆရာမလို့ဘူးကျွန်တော်တို့ပြီးလူတွေကဘာမှကြူမဆိုင် ိုရောပြီးရင်ပို့ဆိုးလိမ့်မယ်စစ်တိုက်တော့လိုက်တဲ့ချင်းရှိပဲပြည်တဲ့ချင်းရှိရမှာပေါ့လေကျွန်တော်တို့တဝက်သေးရင်လည်းသူတို့အမှုမထားဘူးကိုရောကတော့ကျွန်တော်တို့တပေါင်းထက်မျက်တော်မူတယ်ဒါဝိတ်ပေါ်မှာသူ့ရဲ့စစ်သားတွေရဲ့တံပိုးဖြတ်မှုဖြစ်ပါတယ်မှန်ပါတယ်ဝိညာဉ်အကောင်းဆုံးနိုင်ငံရဲ့အကောင်းဆုံးရှင်ပြင်းဒါဒါယူကြည့်ပါတယ် အသင်းတော်မှာဥဆောင်ရွေးပြုတဲ့ခေါင်းဆောင်နော်ဒါဒေသနာတင်တော်ရဲ့ဥဆောင်ရွေးပြုတဲ့ခေါင်းဆောင်ဆိုလိုတာပါနောက်ဒေသနာတင်တော်ရဲ့သင်အုပ်ဆရာနောက်မိသားစုမှာရှိတဲ့ဥဆောင်ရွေးပြုတဲ့ဖခင်မိခင်ဒါရေးကြည့်ပါတယ်တသူတွေပြိုလဲရင်ကျဲလာအားလုံးပြိုလဲမှာပါဝိညာဉ်ခေါင်းဆောင်တယောက်ပြိုလဲပြီဆိုရင်အသင်းတော်ရအများစုပြိုလဲသွားမှာပါဒေသနာတင်တော်ရဲ့သင်အုပ်ဆရာပြိုလဲရင်အသင်းတော်လည်းပြိုလဲသွားမှာပါ အဲ့ဒါကြောင့်ဝိညာဉ်ခေါင်းဆောင်တာအရေးကြီးတယ်။ဒါဒီနှစ်ခုတော့ဝေခါချင်းတဲ့သူကိုယ့်ရဲ့ခေါင်းဆောင်အတွက်တတိယနဲ့ဖြစ်နိုင် နေတိုင်းလို့လို့ဆူတောင်းပေးစေချင်တယ်။ခေါင်းဆောင်ကတာအရေးကြီးတယ်။ဒါဝတ်ကိုသူစစ်သားတွေကဘာပြောလဲ။ကျွန်တော်ပြီးရင်သူတို့အမှုပထားအောင်ကျွန်တော်တဝက်သေးရင်လည်းသူတို့အမှုမထားအောင်တော့ရှိတဲ့အင်ဟာရဲ့တဝက်နေတာမဟုတ်ဘူးနော်။ကိုယ်တော်မူကား ကျွန်တော်တို့သသောင်းထက်မြတ်တယ်။ဒါဝိပေါ်မှာကြီးမားတဲ့တန်ဖိုးဖြတ်မှုနဲ့တုတ်ပြန်ဆက်ဆံပွားဆိုတာတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့အသက်တာဒီမှာကျွန်တော်ရဲ့ဝိညာဉ်ခေါင်းဆောင်နဲ့တန်ဖိုးကြီးမားဆိုသိပြီးတော့တောင်းချင်အဖြစ်ကာဝယ်ဆောက်ရှောက်ရအောင်လို့တိုက်တော်လို့ဆိုလိုပါတယ်။ကြားရတဲ့နှုတ်တော်နဲ့ဝိညာဉ်ချင်အဖြစ်ရောက်တော်ဘုရားသခင်သည်အသက်တပံပြန်လည်ကောင်းချီးပေးပါစေတော့ဆုတောင်းမြတ်ကြပါစို့။မြတ်တော်ရှင်ဘုရားဒါဝိဒ်က စစ်တိုက်ဖို့အတွက်သူတိုင်းကိုယ်တိုင်ချီမယ်လို့ပြောပါတယ်ဒါပေမဲ့သူ့ရဲ့ပိတ်သက်လူများက အလိုက်မခံပါကိုရိုတိုင်းမကြောက်ပါနဲ့ကျွန်တော်ပြေးပြီမဲ့ရန်သူတွေအမှုမထားဘူးကျွန်တော်တဝက်သေးရင်လည်းသူတို့အမှုမထားပါဘူးဒါဒါဝိတ်ကတော့စစ်သားတွေအားလုံးတပ်တောင်းထက်မကမြတ်တယ်တပ်တောင်းထက်မြတ်တယ်လို့ပြောပါတယ်ကျော်တည်းနေပြီးဝဉ္ညာကောင်းဆောင်ရဲ့တံပိုးကြီးမမှုကိုသိပြီးတော့စစ်ကြောင်းနဲ့သာမီးတယောက်ချင်းစေဘွားသမားမိမိတို့ရဲ့ အဲ့တော်မသားစုမှာရှိတဲ့ဝန်ကြီးအခေါင်းဆောင်တွေဒေသနာတင်းမှာရှိတဲ့ခေါင်းဆောင်တွေအသင်းတော်အဖွဲ့ချုပ်အသင်းချုပ်မှာရှိတဲ့ခေါင်းဆောင်တွေအတွက်တတိယနဲ့ဆုတောင်းပြီးသွားလာခြင်းလည်းဆက်ချောင်းဖြစ်စေဖို့မဆာပြပြလမ်းပြပြပို့ဆောင်ကောင်းကြီးပေးပါမိချောင်းထမြောက်ပြီးအသက်ရှင်တော်မူသောတော်ရမြတ်သခင်အရှင်ရှုဖျားနာမတော်မြတ်ကိုမြည်ပြုပြီးခြေစွာပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနံ့ကြပါရယ်ဖာဖျားသခင်အာမင် တိမကျွန်တော်ပြောစရာတစ်ခုရှိပါတယ်ပထမတစ်ခုတော့မနေ့က27ရက်ဆိုတော့မော်တက်ဆန်တိုင်းမှာမိဘများသမာတရားစီစဉ်ထုံးလွှင့်ခဲ့ပြီးဖြစ်ပါတယ်နောက်တော့ပြီးလာပြောတယ်နောက်တော့သိပြန်ပြောင်းပြီးနောက်တော့ပါအောင်လို့ကျွန်တော်တိုက်တွန်းလိုပါတယ်ဒုတိယတစ်ခုတော့ဒီတပတ်တာကလခொနေတာကလပြီးခဲ့ပြီးပြီဒီခொနေမှာပြီးခဲ့တဲ့သခင်ပြားနေ့16ပေါ့နော်နောက်17 20ဒီ22ဓမ္မရာဇူရဆောင်းပိုင်း၄ချိန်စဉ်းစားခဲ့ပါတယ် မနေ့လည်းကျွန်တော်သိပြီးသားပါတပ်ပါလောင်းနဲ့ဒုတိယဆော့ဆောင်းနဲ့ပြီးခဲ့တင်လာနေစဉ်းစားတယ်ဘုတ်တွင်စဉ်းစားတယ်ပြီးခဲ့မနေ့ကတောက်ချန်နေစဉ်းစားပါတယ်ဟောဒီနေ့မှာအချိန်မရအောင်လုပ်ပြီးတော့တပ်ပါလောင်းဆိုတပ်ပါလောင်းနဲ့200ဆို200အဖြစ်ဖြစ်၄ခုပေါ့အဲ့ပြန်ပြောင်းပြီးနားထောင်ကြည့်ပါအောင်လို့တိုက်တွန်းလိုပါတယ်ကောင်းကြီးမင်္ဂလာများဖြစ်စီတဲ့အရာအားလုံးကိုဖတ်ပြပါ share လုပ်ပြီးတော့ဝေမျှပေးပါအောင်လို့တောင်းဆိုတဲ့ဆက်ရှင်ဆက်လက်ပြီးတောင်းဆိုလိုပါတယ်ပြောက်တွင်မှာဘုရားသခင်ဒီကြည်မာတဲ့ကောင်းကြီးမင်္ဂလာများနဲ့တုံတော်ပြီးလမ်းပြတော့ 구하시고 아멘